ွန်လိုင်းငွေလိမ်လုပ်ငန်းတွေကိုနှိမ်နှင်းဖို့အတွက်မြရီမျိုးအပါအဝင် ထိုင်းမြန်မာနယ်စပ်ကနေရာ၅ခုကိုဖေဖော်ဝါရီလ၅ရက်နေ့ကနေစပြီးတော့ထိုင်းအစိုးရကလျှက်စစ်မီအင်တာနက်နဲ့လောင်စာဆီတွေဖျက်တောက်လိုက်တာအပြင်ဖေဖော်ဝါရီလ12ရက်နေ့ကလည်းမိုဘိုင်းဖုန်းနဲ့လျှက်စစ်ပစ္စည်းတွေအပါအဝင်ထိုင်းနိုင်ငံရဲ့ထုတ်ကုန်12မျိုးကိုမြန်မာပြည်ကိုတင်ပို့ခွင့်ပိတ်ပင်ခဲ့ပါတယ်။ ဒီလိုပိတ်ပင်တာဟာအခုတလကျော်ကြာလာတဲ့အချိန်မှာကုန်တယ်တွေနဲ့ပြည်သူတွေကုန်ပစ္စည်းရရှိမှုအခက်အခဲနဲ့လောင်စာဆီဈေးအစမတန်မြင့်တက်လာတဲ့ဒဏ်ကိုအပြင်းထန်ခံနေရပါတယ်။မြောက်ရီမြို့မှာဆိုရင်စီဆိုင်တွေပြန်မဖွင့်သေးတဲ့အတွက်မဲဆောက်မြို့ကစီဝယ်ရောင်းနေတဲ့သူတွေစီကနေတဆင့်ဝယ်နေရပါတယ်။အရင်က73စီတလီတာကို3000ဝန်းကျင်ပဲရှိခဲ့ပေမဲ့အခုတော့ဈေး2ဆလောက်အထိတက်လာတာလို့မြောက်ရီမြို့ကကိုသူရကပြောပါဗျ။ တော့ပဲလေလောက်ပဲ၃တော့900 4တော့အဲ့တော့၃တော့တော့ပဲလေလောက်ပဲစီးပေးရတယ်စားမမြောက်ခုတော့နည်းနည်း5000တော့4တော့တော့တော့စားနေတာပေါ့၃တော့900 4တော့တော့ထပ်ထပ်ပါတယ်ထိုင်းဆိုရရဲ့လျက်စစ်မီနဲ့လောင်စာစီဖြတ်တောက်ထားတာတွေကအွန်လိုင်းငွေလိမ်လုပ်ငန်းကြားဖြတ်တွေကိုနှိမ်နှင်းဖို့ဖြစ်ပေမဲ့သူတို့ထက်ပြည်သူတွေပဲအဓိကခက်ခဲကြတာလို့လုံခြုံရေးအရာအမည်လွှဲထားတဲ့မြို့ကန်ကိုသူရကပြောပါရယ်ကျိုးဒီဘက်အပေါ်ရမှာ ဟိုပြည်သူတွေကခက်ခဲတာပါဒီကြောက်ကြနေကြတော့ဒီ GDP တွေဒီချက်တွေကဟိုအောက်ကနေပြီးတော့ဘယ်နဲ့နိုင်ငံကြောင်းနေပြီးတော့ လက်ရှိတွေကတည်ပြီးတော့ဒီတိုင်းပဲသွားလာနေတာလေဒီလိုပြောဆိုချက်တွေနဲ့ပတ်သက်ပြီးတော့တုံ့ပြန်မှုသိရဖို့ကင်းနေကြဆောင်တက် BGF ရဲ့သတင်းထုတ်ပြန်ရေးတာဝန်ခံဒုတိယဗိုလ်မှူးကြီးနိုင်မောင်စောနဲ့ဒီမိုကရေစီအကျိုးပြုကရင်တက်မတော် DKBA 6ဦးစီးအရာရှိချုပ်ဗိုလ်ချုပ်ကြီးစောစန်းအောင်တို့ကို RFA ကမတ်လ10ရက်နေ့မှာဆက်သွယ်မေးမြန်းခဲ့ပေမဲ့ဖုန်းလက်ခံဖြေကြတာမရှိပါဘူးထိုင်းအစိုးရကပိတ်သိမ်းထားပေမဲ့တရားမဝင်လမ်းကြောင်းတွေကနေတဆင်ရောင်းဝယ်တာတွေရှိနေတယ်လို့လုံခြုံရေးအရာအမည်လွှဲထား ားတဲ့မြရီမျိုးကကုံတဲ့ကိုကျော်နိုင်ကလည်း RFA ကိုပြောပါရယ်အဲ့ဘက်မှာဒါဒီဝယ်နေတဲ့ကားတွေရှိတယ်။အဲ့ဒီကားတွေကလည်းသူတို့ကဝယ်လာတဲ့ဟာတွေကလည်းတစ်ပြင်းပြောင်းရောင်းတာရှိတယ်။ဒီကတော့ဟိုနေခဲရင်တော့ဒါပေမဲ့ကျွန်တော်တို့ကတော့ရရနေရတော့လောလောဆယ်ရှာဝယ်နေရတာပေါ့။ဒါလုံးလုံးကြီးမရတော့ဘူးဆိုတာမျိုးတော့မဖြစ်နိုင်ဘူးလို့ထင်တယ်။ဘာလို့လဲဆိုတော့အမြဲဒီနေဆက်တွေဆိုတာကဟိုတနည်းမို့တနည်းအမြဲပွင့်နေတာပဲဆိုတော့လေ။ ထိုင်းမြန်မာနယ်စပ်တာရှိလိတ်မြို့မှာလည်းတာရှိလိတ်မယ်ဆိုင်တရားအမှတ်နှစ်ကိုပိတ်ထားပြီးတော့73စီတဲခွင့်ကိုလည်းပိတ်ပင်ထားတာကြောင့်တရားအမှတ်တစ်ကနေထိုင်းနိုင်ငံမယ်ဆိုင်ဘက်အချမ်းကိုအိမ်စီးကားတွေနဲ့စီသွားဝယ်ရတဲ့အခြေအနေရှိနေတယ်လို့ဆိုပါတယ်။မယ်ဆိုင်မြို့မှာလည်း73စီကိုပုံးတွေနဲ့ဝယ်ခွင့်မပေးဘဲအိမ်စီးကားတွေနဲ့သာဝယ်ခွင့်ရနေတယ်လို့တာရှိလိတ်မယ်ဆိုင်ဘက်ကိုဖြတ်ပြီးတော့အယောင်းဝယ်လုပ်နေတဲ့သူတွေကပြောပါတယ်ရှင်။